ား MC သတင်းဌာနကတင်ဆက်ပေးနေတဲ့ Strange Show စီစဉ်ကကြိုဆိုပါရစေ။ဒီကနေ့ Strange Show စီစဉ်မှာဆိုရင်တော့11 Media Group က CEO ဒေါက်တာဦးတန်းထွန်းအောင်အပါအဝင်ပုံမှန်66ကကြီနဲ့တရားစွဲအရေးယူခြင်းခံထားရတဲ့ပုံကိုယ်တွေကိုနိုင်ငံရေးကျင်းသားအဖြစ်သတ်မှတ်ဖို့စီစဉ်ရှိမှရှိနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးကျင်းသားများကိုညီစောက်ချောက်ရဲ့အသင် AAPP ကဥပိုလ်ကြီးနဲ့ဆက်သွယ်မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါဥပိုလ်ကြီးခင်ဗျာ။ ပထမဆုံးအနေနဲ့အခုရက်ပိုင်းအတွင်းမှာ11 Media Group က CEO ဒေါက်တာဦးတန်းထွန်းအောင်အပါအဝင်ပုံမှန်666ကဂျီနဲ့တရားစွဲအရေးယူခြင်းခံထားရတဲ့ပုံကိုယ်တွေကိုနိုင်ငံရေးကျင်းသားအဖြစ်သတ်မှတ်ဖို့ဆရာတို့ AAPP ကအစီအစဉ်ရှိမရှိလဲအရင်သိချင်ပါတယ်ခင်ဗျာကျွန်တော်တို့အနေနဲ့တော့ဒီဥပဒေဥပဒေတွေကအခန်းဆက်ရှစ်ပေါ့နော်အဲ့ဒီကပုံမှန်6ပုံမှန်ကိုယ်ရဲ့66မြင်းဆောင်ကဂျီပေါ့ အဲ့တော့လည်းပတ်သက်ပြီးတော့နိုင်ငံရေးအခြေအနေဖြစ်တတ်မှတ်မယ်မတတ်မှတ်ဘူးဆိုတော့ကိုတော့ကျွန်တော်တို့အဖို့ဆွေးနွေးသုံးသပ်နေသေးပဲရှိပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့အမြင်ရတော့ဥပဒေဆိုတော့ဥပဒေသဘောမှာတော့ကြီးတဲ့မှုကိုသေးစေသေးတဲ့မှုကိုပွားပြော့စေဆိုတော့မျိုးဖြစ်ဟိုလုပ်ရမယ်လို့ကျွန်တော်တို့သိနာရတဲ့အတိုင်းဒါပေမဲ့60ကျော်လာကြီးကတော့အပေါ်ရန်ကြီးအပေါ်ရန်ကျွန်တော်တို့တွေ့မြင်နေရတာကသေးတဲ့မှုကိုပို့ပြီးတော့ကြီးသွားစေတယ်လို့မျိုးဖြစ်နေတာမျိုးကိုတော့ကျွန်တော်တို့တွေ့ရတယ် အဲ့တော့လည်းပတ်သက်ပြီးတော့လွတ်တော်အမှုမှာလွတ်တော်ရဲ့အခန်းကဏ္ဍကတော့ဒီနေရာမှာပုံပြီးရေးကြည့်လာပါရေးကြည့်လာပါလေလွတ်တော်ကဒီပုံမှန်ကိုအမြန်ဆုံးပြန်ဆိုးနွေးပြီးတဲ့အခါကျတော့တကယ်ကိုတိကျရတဲ့ဘာသာပြန်မှုတွေနောက်တိကျတဲ့ဆုံးဖြတ်ချက်တွေကိုပြန်ပြီးတော့လုပ်ဖို့လိုတယ်လို့ကျွန်တော်ထင်ပါတယ်သူကဘဝနဲ့ပတ်သက်ပြီးတော့နေနေဥပဒေတွေကိုလည်းကျွန်တော်တို့ကအခုချိန်ထိမတွေ့ရသေးပါဘူးနေဥပဒေထွက်ပြီလားမထွက်ဘူးလားဆိုတော့လည်းကျွန်တော်တို့မသိရသေးဘူးတကယ်လို့ကျွန်တော်တို့နေဥပဒေတွေကိုလည်းကျွန်တော်ထက်ဆက်လေ့လာဖို့လိုအပ်ပါတယ်နေဥပဒေတွေတော့မှ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ဘလို့ပြန်လာရဲပေါ့အတိပဲဖွင့်ဆိုချက်တွေကဘယ်လောက်ထိတိကျနေတယ်လဲဒါတွေကိုလည်းကျွန်တော်တို့ပြန်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာတော့ကျွန်တော်တို့ဒီအစိုးရဘက်ကဘာသာပြန်ရင်ပြန်တယ်လို့ဖြစ်နေတဲ့အနေအထားမျိုးတွေအစိုးရဘက်ကပိုအားတာပြီးတော့နေရင်သားတွေဘက်ကလည်းအားနေနေတဲ့သဘောမျိုးကျွန်တော်တို့တွေ့ရှိပါတယ်ဥပဒေဆိုတော့အစိုးရနဲ့နေရင်သားတွေကြားထဲမှာနှုတ်နှစ်ဖက်ဒီလျှောက်လန်းနိုင်ဖို့အတွက်ဟိုတားမြစ်ထားတဲ့စီမင်းစည်းကမ်းတွေလို့ကျွန်တော်တို့ထင်တယ် ိုင်ငံသားနဲ့နိုင်ငံရေးအခွင့်အရေးတွေအတွက်နည်းနည်းပို့ပြီးတော့ထိပွားနေသလားပေါ့ဒါမျိုးကိုလည်းကျွန်တော်တို့ဟိုတွေ့နေရပါတယ်ဒါကဥပဒေနဲ့အားနည်းချက်တွေဖြစ်နိုင်နေပေါ့ဒါလွတ်တော်အမတ်တွေကအများဆုံးဒီကိုသုံးသပ်ပြီးပို့ကျွန်တော်တို့တက်ခံလို့ပါတယ်ဟုတ်ကဲ့ခင်ဗျာဆိုတော့ဆရာတို့ AAPP အသေးနေနဲ့ဘလို့ဥပဒေပုံမှန်တွေနဲ့အေးအေးယူခံထားရတဲ့ပုံကိုယ်တွေကိုနိုင်ငံရေးကျင်းသားတွေအဖြစ်သတ်မှတ်ပေးနေတယ်ဆိုတာလေးသိချင်ပါတယ်ခင်ဗျာအဓိကတော့ဒီလူတွေအခြေခံလွတ်လပ်ခွင့်ဖြစ်တဲ့ငြိမ်းချမ်းသာစုဝေးခွင့်တို့ငြိမ်းချမ်းသာပြောဆိုခွင့်တို့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ ဒီရည်ဆုံးချုပ်နေလို့တိုက်ပွဲဝင်နေတဲ့သူတွေအဖမ်းခံရတယ်ဆိုလို့ဆိုလို့ရှိရင်တော့ဒါနိုင်ငံရေးကျဉ်းသားဖြစ်မှာပါအဲ့ဒီအပြင်ကိုတကယ်ဖက်ဒရယ်ပေါ့ဒဏ္ဍာရီမှာရေးအတွက်တိုင်းရင်းသားတွေတိုက်ပွဲဝင်နေတဲ့ကိစ္စတွေရှိပါတယ်အဲ့ဒီကိစ္စတွေကိုလည်းအဲ့ဒီအတွက်ကြောင့်အဖမ်းခံရတယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုလည်းကျွန်တော်တို့ကနိုင်ငံရေးကျဉ်းသားဖြစ်နေသတ်မှတ်ပါတယ်ဟုတ်ကဲ့ဆရာနောက်တစ်ခုကတော့ရာဇမှုဆန်ရပြစ်မှုကျွန်းလာရောက်ပေမဲ့နိုင်ငံရေးပြစ်မှုတွေနဲ့အညီနိုင်ငံရေးကျဉ်းသားတွေဖြစ်ချင်နေတဲ့သူတွေကရှိနေတော့ ဲ့ဒီပုံမှာရောဆရာတို့အနေနဲ့ဘယ်လိုသုံးသပ်မိပါလဲခင်ဗျတချို့ကိစ္စတွေကြတော့ဒီသူတို့ကသဘောထားကြည့်ပြီးဖို့လိုပါတယ်တခြားနိုင်ငံမှာအဖမ်းခံနေရတဲ့ကိစ္စမျိုးကိုမြန်မာနိုင်ငံမှာအဖမ်းခံနေရတာလည်းဟိုသိတ်ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူးတချို့ဒီနိုင်ငံတော်အကြီးအကဲပိုင်းတွေဖြစ်လာတယ်ဆိုလို့ရှိရင်တချို့ဒီတယောရာတွေဟိုတစုံတရာတချို့တွေကစိတ်ခံစားမှုတွေများပြီးတော့ပြင်းပြထန်တဲ့ပြောဆိုတာတွေကလည်းကြုံရမှာပါအဲ့လိုကြုံနိုင်တဲ့အရေးယူနေမယ်ယူနေမယ် ကျွန်တော်တို့ထောင်ထဲမှာလူကတော့စက်မှာမဟုတ်ဘူးဖြစ်သွားပါလိမ့်မယ်။ဆိုတော့တခြားနိုင်ငံတွေကိုလည်းကျွန်တော်တို့အထုယူဖို့လိုတယ်။နောက်တချို့ကိစ္စတွေကဖန်ဆီးတာနဲ့ဖြည့်ဖန်ဆီးခြင်းနဲ့ဖြည့်ရှင်းလို့ရဘူး။ဆိုပညာပေးပြီးတော့ဆွေးနွေးလိုက်တယ်ဆိုရင်ပြည်လည်သွားနိုင်မှာကိစ္စတွေဖြစ်ပါတယ်။အဲ့လိုကိစ္စတွေအတွက်ကိုနိုင်ငံတော် budget တွေနောက်နိုင်ငံတော်ရဲ့ရန်ရည်တွေအလို့ရှုပ်မခံဘဲနဲ့ဖြည့်ရှင်းဖို့ဆိုတော့ကိုလည်းအစိုးရဘက်ကစဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။ဖန်စီတာတခုတည်းနဲ့တော့အဖြစ်မဟုတ်ဘူးဆိုတော့ကတော့တည်ချေချေပထမဆင့်နားလည်ဖို့လိုတယ်နောက်တစ်ခုက ဖမ်းဆီးရဆိုတာကနောက်ဆုံးအဆင့်ဖြစ်ဖို့လို့ဟုတ်အဲ့တော့ကတကယ်နိုင်ငံတော်ရဲ့လုံခြုံရေးတည်ငြိမ်ရေးအတွက်ကိုတကယ်ကို ထိပါနေပြီလားပေါ့အဲ့လိုအခြေအနေမျိုးမှာပဲလူတယောက်ကိုဖမ်းဆီးတာမျိုးလုပ်တင်တယ်ပေါ့အဲ့လိုအခြေအနေမဟုတ်ဆိုရင်တော့ဖမ်းဆီးတာအစားအခြားနိလန်းတွေအခြားနိလန်းတွေရှိအောင်မလားဆိုတော့ကိုစဉ်းစားဖို့လိုပါတယ်အထူးသဖြင့်ပညာပေးရုံနဲ့ပြီးသွားမယ်ဆိုလို့ရှိရင်အကုန်လုံးတည်းအလုံးရှုပ်သက်တာပဲအကုန်လုံးတည်းဆုံးရှုံးမှုသက်တာပါတယ်လူတယောက်ကိုဖမ်းလိုက်တယ်ဆိုတော့ဖမ်းရုံနဲ့မပြီးပါဘူး နိုင်ငံတော်ကဒီလူတယောက်ရဲ့စာရေးနေရေးချမ်းမော်ရေးကိစ္စတွေအကုန်လုံးတာဝန်ယူပေးရတဲ့ကိစ္စတွေရှိပါတယ်။အဲ့ဒါကနိုင်ငံတော်ဘဏ္ဍာငွေတွေကိုအများကြီးသုံးသုံးရတာရှိပါတယ်။ဟုတ်ကဲ့ခင်ဗျာအခုနောက်ဆုံးအနေနဲ့လက်ရှိအကျဉ်းထောင်တွေရဲ့အခြေအနေကဘာတွေတိုးတက်မှုတွေရှိနေလဲခင်ဗျာ။အခုအကျဉ်းထောင်တွေမှာလူဦးရေအရန်ပြည့်ကျက်နေတာရှိတယ်။အဲ့ပြည့်ကျက်နေတဲ့နေ့ပတ်သက်ပြီးတော့နိုင်ငံတော်ကလုံလောက်အောင်မချွေးနိုင်ဘူး။လုံလောက်တဲ့စေဝါကုသမှုတွေမပေးနိုင်ဘူး။ဒါကနိုင်ငံရဲ့ဟိုလူအချက်ဖြစ်နေပါတယ်။ဆိုတော့အခါကျလူတွေကိုမဖမ်းမနှက်ထားတာရဲ့ ။နောက်ဖမ်းမိတဲ့အခါကျတော့ဒီပစ္စည်းလက်ခတ်ထားတာပေါ့လူတယောက်ကိုလူလူနေနိုင်အောင်လုပ်ဆိုတာကသူတို့ကျူးလွန်နေဖြစ်တယ်နဲ့ပြစ်မှုနဲ့မမျှမတာဖြစ်စေတာမျိုးတွေရှိတယ်။အဲ့ဒီအတွက်နိုင်ငံတော်ကတာဝန်ပို့ရှိပါတယ်။ဆိုတော့နိုင်ငံတော်ကဒီအချင်းထောင်တွေထောင်တွေဆိုတာကလိုအပ်လို့စောက်ထားတာဖြစ်ပေမဲ့ပြုပင်ပြောင်းလဲရေးစကမ်းဖြစ်ဖို့လိုတယ်။အနာဂတ်မှာရာဇဝမှုတွေရော့ပွားဖို့ပြုပင်ပြောင်းလဲရေးစကမ်းတွေဖြစ်ဖို့လိုပါတယ်။အဲ့ဒီအတွက်ဖြစ်ဟိုအချင်းတောင်တွေကိုအသုံးဆိုလို့ရှိရင်တော့ကျွန်တော်တို့အနာဂတ်အတွက်ကောင်းမွန်ပါတယ် ဟုတ်ကဲ့ပါဒါကတော့နိုင်ငံရေးကျင်းသားများကွန်ကြီးစောက်ချောက်ရဲ့အသင်း AABB ကအတူရင်မှုဥပိုလ်ကြီးနဲ့ဆက်သွယ်မေးမြန်းပြီးစီစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ် MC သတင်းဌာနကတင်ဆက်ပေးနေတဲ့ Strange Show စီစဉ်တွေကိုတော့ www.mctv.biz မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook လူမှုကွန်ရက်စာမျက်နှာမှာဆိုရင်တော့ MCTV News မီနဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ကျွန်တော်တော့စီစဉ်တင်ဆက်သူနေမင်းခါပါခင်ဗျာ